ကဲတားလို့သူမျိုးရေဆရာတို့ဒီတကားနော် big letter လေးကြီးရအောင်ဒေ့ကျင်ကြမယ်နော်ဆိုတော့ဆရာတို့ English alphabet မှာဆရာတို့ small letter နဲ့ big letter ရှိတဲ့တဲမှာမှာ small letter ကတပိုင်းပြီးသွားပြီဒီတကားဆရာတို့ big letter စလိုက်ကြအောင်ကဲဒါဆိုတားလို့သူမျိုးနော်အခုဘာလုပ်ရမလဲဆိုတော့ဆရာအရင်ဆုံး small letter တုံးအောင်လို့ပဲရေးပြမယ် เนาะတအားသမီးတွေကရင်းနှီးတွေကိုတေချာကြည့်ရမယ်เนาะဆရာဘယ်နှခါဆွဲသွားလဲเนาะရင်းနှီးရဆရာပြောထားသလိုပဲရေးကျင်တိုင်းသွားရေးလို့မရဘူးသူနီးသူနံသူစနစ်ရှိတယ်ဆိုတော့တအားသမီးတွေကအဲ့လိုမှန်မှန်ကန်ကန်ရေးမှသာလင် alphabet လေးထွက်လာတဲ့အခါမှာတည်တည်တက်တက်နဲ့လှလှပပလေးထွက်လာမယ်ကြည့်တာဆိုတော့တအားသမီးတို့ဆရာအရင်ဆုံး ရေးပြမယ်ပြီးသွားရင်ဒီ alphabets လေးတွေမှာဆရာတော့ဟိုးအရှိရှိသင်ခန်းစာတွေမှာသင်ထားတဲ့သူ့ရဲ့အတန်ဒရက်ကလေးတွေလည်းရှိတယ်ဆိုတော့ဒါတို့သမီးတို့ကလေ့ကျင့်တဲ့အခါမှာ လက်ကလေးရေးရမယ်ဗဇက်ကလေးကလည်းလိုက်ပြီးတော့ဒီ alphabets ရဲ့အတန်လေးတွေကိုရုပ်ဆိုရမယ်เนาะဒါဆိုရင်နှမျိုးစလုံးခေါင်းထဲမှာဆွဲသွားမယ်မှတ်မိသွားမယ်ကဲဒါဆိုဒါတို့သမီးတို့ဆရာတို့ big letter ရေးတာကိုစလိုက်ကြအောင် ကဲအဲ့ဆိုရင်ပထမဆုံးလိုတာတော့ဆရာတို့ဇာရေးမှာဖြစ်တဲ့အတွက်ခေရန်လေးကြီးခြင်ထားမယ်ဇာအုပ်လေးကြီးယူထားမယ်နော်ဆရာရေးတာကိုတာရုသမီးတို့ကတေးသေးချာချာလိုက်ပြီးလေ့ကျင့်ကြမှာနော်ဟုတ်ပြီဒါဆိုရင်စလိုက်ကြအောင်ကဲဆိုတော့ဆရာကရေးတဲ့အခါမှာတာရုသမီးတို့ကိုဒါအရှိရာသင်ခန်းစာတွေတဲ့ကဘယ်လိုသင်ခဲ့လဲဆရာက group လေးတွေခွဲပြီးတော့ရေးတယ်ဟုတ်တယ်နော်ဆိုတော့ပထမအဦးဆုံး group ကဆရာတင်ထားတဲ့ group ကဘာ group ဖြစ် vowels group မှတ်မိရနော်ဆိုတော့ vowels တရားဘာတွေဖြစ်မလဲဒါတို့ပြီးတော့မှတ်မိလား a e i o u ဒီငါးလုံးဒီ vowels တွေဖြစ်တယ်ဆိုတော့အဲ့ဒီပထမဦးဆုံးဒီ vowels group ကိုဆရာတို့စပြီးတော့ရေးလိုက်ကြပါကဲဆိုတော့ပထမဆုံးတစ်လုံး vowels တွေမှာဗာလဲ a ဒါဆိုရင် capital A เนาะဒီအပြည့်စရာတော့ big A ပေါ့เนาะအလွယ်ခေါ်လိုက်မယ်ဆိုတော့ဒီ big A ကိုဘယ်လိုကြီးရမလဲတေချာကြည့်မယ်เนาะကဲခဲတန်းလေးခြင်ထားမယ်ကဲစပြီရေးပြီเนาะဆရာဘယ်နှချက်ဆွဲရမလဲတေချာကြည့်เนาะဒါတော့သမီးတို့ဆရာစရေးပြီတစ်ချက်နှစ်ချက်သုံးချက်ကဲဒါတော့သမီးတို့ကျော်ဆရာအခုနရေးထားတဲ့ A ကိုဆရာသုံးချက်ဆွဲရเนาะဒါတော့သမီးတို့ဆိုတော့အလွယ် ရေးရဘူးเนาะတတိတို့တွေက AO အလွယ်ရင်းတခါလဲဒီလိုတစ်ချက်တည်းနဲ့အကုန်လုံးကြီးရတယ်ကြီးတယ်ဆိုတော့အဲ့လိုမလုပ်ပါဘူးသူနီးသူစနစ်ရှိတယ်သုံးချက်တတိဆွဲမယ်ဟုတ်ပြီနော်ဒါပြီးတော့ကဲဒါဆိုရင်အခုနပြောသလိုဆရာတို့နောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်လေ့ကျင့်တဲ့အခါမှာဒီ alphabet ရဲ့အသံအုံပါပါဇက်ကနေထွက်မယ်โอเคဆရာနေတူလိုက်ရေးမယ်နော်ဒါတို့သမီးတို့ကဲခဲတဲ့လေးတွေ gain စပြီ A အဲ very good တော်ရဲဒါကဲဒါဆိုရင်ဆရာတို့နောက်တစ်လုံးထပ်ပြီးရေးလိုက်ကြအောင်နောက်တစ်လုံး a b ဘာလာလဲဆရာတို့ vowels ကိုအရင်သွားမယ်နော် vowels ထဲမှာ a နောက်တော့ဘာလဲဟုတ်တယ် e ကဲဒါဆိုရင် e ကိုဆရာတို့တူတူရေးမယ်တေချာလိုက်ကြည့်နော်ဆရာရေးတာဆွဲပြီးတစ်ချက်နှစ်ချက်သုံးချက်လေးချက်ကဲဒါတို့သမီး တော့ e ကိုဆွဲရခါမှာဆရာအခုဘယ်နှချက်ဆွဲသွားလဲ၄ချက်ဟုတ်ပြီနော်ဆရာတော့ e ကိုဆွဲရခါမှာတခါတည်းဒီလိုဒီလိုတွေတစ်ချက်တည်းနဲ့အပြီးဆွဲတာတွေအလွယ်တကူဆွဲရတယ်မလုပ်ပါဘူးနော်ဗျောင်းမြန်နော်အပေါ်ကနေအောက်ကိုတက်ပြီးဆွဲရတယ်မလုပ်ပါဘူးဆရာကုနာပြသွားတဲ့နီလန်တိုင်း၄ချက်ဆွဲမယ်ဟုတ်ပြီနော်ကဲဒါဆိုတော့ဒါတို့တို့ဆရာတို့နောက်တစ်ခါတက်ပြီး၄ချင်းလိုက်မယ်โอเคပါးစပ်ကပါလိုက်ရမယ်နော်ဟုတ်ပြီစပြီ e at very good ကဲဒါဆိုဆရာတို့နောက်တစ်လုံးဘာဖြစ်မလဲ e ပြီးရင်ဘာလဲဘာ ਉਸ ဲမပါလာလဲ a e မနဲ့ i ကဲဒါဆို i ကိုရေးမယ် i ကလွယ်လွယ်လေးပါသားတို့သူတို့ရဲ့အရင်မခက်ပါဘူးဆရာနဲ့တူရေးမယ်အရင်ဆုံးလိုက်ကြည့်မယ်နော် i ကိုဆရာဆွဲမယ်နော်တစ်ချက်နှစ်ချက်သုံးချက်ကဲဘာခက်လဲသားတို့သူတို့ဟော i လေးကဒီတုတ်ချောင်းလေးသုံးခုကို ဆွဲလိုက်အောင်မယ်နော်ဘာမှမဖြစ်ဘူးဆိုတော့ဒါတို့သမီးတို့ဒီအိုင်လေးကိုတစ်ခါပြန်ပြီးတော့လေ့ကျင့်မယ်ပါးစပ်ကလည်းတန်ထွက်ကလေးကိုရွတ်ကြည့်မယ်စပြီနော် ready i it correct very good okay ဒါဆိုရင်ဆရာတို့နောက်တစ်လုံးထပ်သွားအောင် iv ပါလေ yes oh okay ဒါဆိုရင် oh ဆရာတို့ရေးမယ် အဲဆိုတော့အိုးရေးတဲ့အခါမှာဒါတို့ပြီးတခုတတိထားရမှာဆရာတို့ English မှာဘာစာပဲရေးဆရာတို့အောက်ကနေစပြီးတော့ white တာမျိုးမလုပ်ပါဘူးเนาะဆက်ဝိုင်းမဲ့ဆွဲဆွဲဟိုအိုးပဲရေးရေးဆရာတို့ကအပေါ်ကနေစပြီးတော့ white ရမယ်ပြီးရင်အပေါ်မှာပဲပြန်ပြီးတော့စုံမယ်ဟုတ်ပြီเนาะကဲဒါဆိုရင်ဆရာနဲ့တူတူ O big O လေးကိုရေးမယ်ကဲဒါဆိုတေချာကြည့်เนาะဆရာခဲတောင်ဘာမှစထောက်လဲအောက်မှာထောက်လား မထောက်ဘူးအပေါ်မှာထောက်တယ်အပေါ်ကစာရင်မယ်ပြစ်ပြီစာပြီဟုတ်ပြီလိုလေးဆွဲရင်မယ်ပြီးသွားရင်အပေါ်မှာပြန်ဆုံးတယ်ကဲဒါပဲတော်တို့အိုလေးကလွယ်လွယ်လေးเนาะဒါမဲ့ဆရာကုနာပြောလို့ရင်ဘယ်ရရင်မလဲအပေါ်ကစာရင်မယ်အပေါ်မှာပြန်ဆုံးမယ်ဒါလေးကိုကောင်းထဲမှာမှတ်ထားပါကဲဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်ဒီတစ်ခါပါးစပ်ကပါအတန်ထွက်မယ်ဟုတ်ပြီနော်စပြီကဲခေတ္တလေးကို gain ဝိုက်မယ် โอโอต่อเลยถ้าโอเคถ้าส่วนเสียรู้ vowels 5ลงมาเสียรู้4ลงหนองปี้ทัวบีนาวซง3ลงแม่จันโดเลยบาเล Yes you แกสรดี you ကိုเสียรู้ยีมั้ยแกဆိုတော့ big u လေးရဘယ်လိုဖြစ်မလဲ။ဆရာနဲ့တူတူလိုက်ကြည့်မယ်နော်။ကဲဆိုတော့ခဲတန်းလေးကိုထောက်။စဝိုက်ပြီနော် u ကိုဝိုက်ပြီ ဘာခက်လဲတားလို့သမီးတို့ဘာမှမခက်ဘူးเนาะယူလီယာဝိုက်ဝိုက်ကလေးဆွဲသွားတယ်ပြီးရင်အပေါ်ကိုပြန်တက်တယ်ဒါပဲဆိုတော့ဒါသည် big u เนาะအဲ့လိုလေးရေးရမယ်ကဲဒါဆိုရင်ဇာတ်နောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်ပါဇက်ကပါအတန်တွက်ကိုလိုက်ထွက်ပါ ready စပါခေတ္တလေးထောက်မနော်ဆွဲ you ah very good ကဲဒါဆိုတာရုသမီးတို့တာရုသမီးတို့ဟာတအားတော်တယ်နော်ဆရာတို့ဒီနေ့ဆွဲသွားတာဗာဆွဲသွားလေ big letter ထဲမှာမှပဲ၅လုံးနဲ့တာရုသမီးတို့ပြန်ဖြေမယ် vowels ၅လုံး a e i o u ဆိုတော့ဒီ first group vowels ၅လုံးကိုတာရုသမီးတို့အခုဆွဲတတ်သွားပြီဟုတ်တယ်မလားဆွဲနည်းတွေကိုလည်းဆရာပြထားတယ်အဲ့ဆွဲနည်းတိုင်းတာရုလိုက်ဆွဲတယ်ဟုတ်တယ်နော်ဆိုတော့တာရုသမီးတို့ဒီ၅လုံးကို နော်ဆရာနဲ့တူတူဆွဲပြီးကြတော့ဟုတ်ပြီဒါပေမဲ့နောက်ထပ်ပို့ပြီးတော့ခေါင်းထဲမှာဆွဲသွားအောင်ပို့ပြီးတော့မှတ်မိသွားအောင်သားတို့သမီးတို့အိမ်မှာနောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်လိုက်ကြပါ thank you